စာပလီနေမောင်နဲ့စတူမဟာရီလူတက်မှုတနေ့တနေ့စာပလီနေမောင်နဲ့ကျွန်ုပ်ဒီအင်းစိန် CID ရုံးခန်းတွင်း၌အလုံးနှင့်ပတ်သက်သောတခြားဘူးသူရာဖြစ်ပွဲစကားများကိုပြောဆိုလျက်ရှိကြ၏ကျွန်တော်ဤမိတ်ဆွေကြီးစာပလီနေမောင်မှာအစိုးရဌာနတိုင်း၌နှမ်းဆက်သူဖြစ်သည့်အားလျော်စွာသူပြောသည်များသောအကြောင်းအရာတို့သည်မှတ်သားပွေဤယူပွဲကောင်းသည့်ကြီးဖြစ်ယခုလေကိုနေမောင်သည်အင်္ဂလိပ်ဝေါ်ဟာရာများ၏အရေးမြင့်များအကြောင်းနှင့်ဒေတာလိုက်လူတို့၏ရှားအနေထားကွဲပြားမှုအကြောင်းကိုပရိုဖက်ဆာကြီးတူဦးလာနိုင်နိုင်နေနေ ပြောဆိုလျက်ရှိအင်္ဂလိပ်ဘာသာ၌လွန်ရေးကြီးသော pronunciation ကိုအတန်ထွက် accentuation ကိုတန်နေတန်ထားနှင့် phonetic ကိုရှားအနေထားစနစ်အကြောင်းကိုရှင်းပြနေသည့်ဖြစ်ရာကလန်လန်တွင်ထိုင်လျက်ရှိသောလွန်စိတ်ကြီးဝင်သည့်ကောလိပ်ကျောင်းထွက်ရာဇဝဲဝင်သောဥစိန်များပင်မနေနိုင်တော့ဘဲကိုနေပေါင်း၏လက်ချကိုဝင်ရောက်နားထောင်လီတော်၏ရေကောင်းသောဒိန်းနောင်ဖြတ်ဆိုသည့်အလားဇာပလင်းနေပေါင်း၏လက်ချကိုနားထောင်ကောင်းလျက်ရှိစဉ်ကျွန်ုပ်အားဆုံးသောမင်းကြီးမစ္စတာဂရီပင်ကခေါ်ယူသည့်ဖြင့် မင်းကြီးခန်း၌ကျွန်တော်နှင့်မင်းကြီးစကားပြောနေကြစဉ်ချက်ချက်၌ရာဇဝင်နောက်ဦးမြစေ၏စောရကတက်သည့်အတန်နှင့်စာပလင်းနှင့်မောင်ကကြံကိုကြံကားများရုပ်ဆူပြ၍ရှင်းလင်းတံများကိုကြားလျက်ရှိကျွန်တော်သည်သူတို့ဤတံများကိုဂီမဆိုင်နိုင်ပေမင်းကြီးညွန်ကြားချက်များကိုလိုက်လံမှတ်သားနေရ၏မင်းကြီးသည်လက်ကူကမ်းမှအကူကြီးတောင်းထားသောလူသားမှုပူနွေးနွေးကြောင်းကိုပြောပြလျက်တက်တော့ဝါမှုပေါ်ပေါက်စေရန်တာဝန်ပေးလိုက်၏အမှုမှာလဲကူမျိုးပိုင်းကျူချောင်းကြီးရွာနှင့်လေးတောင်ကန်ကြီးရွာအကြား၌ဖဲသမားဖိုးညွန့်ဆိုသူအသက်ခံရမှုဖြစ်၏ ဒီဆုံးသူဘုံညုံဒီပြင်းထန်သောဒဏ်ရာများနှင့်လေဝင်း၌လဲလျက်ရှိသည့်ကြွထိုးများများ၏ပြောပြချက်အရသူတို့နှင့်တွေ့ချိန်၌ဘုံညုံဒီမသေးသေးပဲနောက်ဆုံးစကားတစ်ခုပြောသွားနိုင်သေးသောအတန်မှာတိုးလုံးနေသည့်ဖြစ်၍ကြံလူများကဘုံညုံဒေဂန်ဤ၌စကားတစ်ခုပြောသွားသည်ကိုသာသိတော်လေမိသည့်စကားဖြစ်သည်ကိုမကြားလိုက်ရကြောင်းသူရရင်ဘုံညုံဟာပွေပေးထားသောအေးမောင်ဆိုသူကမူဘုံညုံ၏ပါဇက်နှင့်သူ၏နားပေါက်မှာအလွန်နီးလျက်ရှိရာကလုံးစိပတ်စိပင်ကြားလိုက်ရသည်ဆို၏ အေးမောင်ကတကြီးကိုရောလဲကူကတ်ကိုပါပြောပြနိုင်ဘုန်းကြီးနေအသက်ထွက်ခါနီး၌စတူမဟာရိဟုတကိုးနေတာပြောသွားသည်ဟူ၏ဖြစ်၏လဲကူကမ်းမှာအမှုလိုက်ရာဆိုးအုံနေနဲ့ဒေသူဘုန်းကြီးပြောသွားသောစတူမဟာရိဆိုသည့်စကားအားမိတို့များဆက်ဆက်၍အတိတ်မကောက်နိုင်ကြောင်းကိုလေကျွန်တော်တို့စီအာဒီတို့ရေးပို့တော်အစီရင်ခံစား၌ဖော်ပြထားတို့တော့ကျွန်တော်ဒီစာပလင်းနေမောင်းနေတူလဲကူကမ်းမှာတစ်စီအခင်းပြပေါ်ကနေရာသူသွားပြီးတော့စုံစမ်းစစ်ဆေးရမိကြောင်းမေစာကရီဘီယားပြောကြပြီးနောက်ဇလန်ဘေးကသူ၏ခန်းမှာထွက်ခဲ့လေသည် ကျွန်တော်ဒီကားကိုဘကိုးဘက်သို့ဦးတည်၍မောင်းနေလျက်ရှိကျွန်တော်ရွေးတွင်စာပလင်းနှင်းမောင်းထား၍တစုံတရာလေးနက်စွာစဉ်စားရင်လိုက်ပါလိုက်အိုက်စီကိုနေမောင်းဒီမှုခမားနေတယ်ဘလို့သဘောရကျွန်တော်ဖြင့်မှုနယ်ပတ်သက်ပြီးမစဉ်းစားမိသေးပါဘူးဒါပေမဲ့ကျွန်တော်ရောက်သွားပြီးနိုင်ပိုင်းတွေ့မှာတရားခံပေါ်မဲ့မှုပါအိုက်ပြီဟုတ်ပါပြီကျုပ်စဉ်းစားလို့မရတာတော့ဒီကန်ဒီမှာဒီဆုံးသူဘင်းသမားဖိုးညွန့်ဟာစတူမာရီဆိုတဲ့စကားကိုဘာကြောင့်ပြောသွားတာစတူမာရီဆိုတာနတ်မြီပဲဗျာဒါပါလေ အမိပြောလို့ပဲဖိုးညိုဟာစတူမာရီနတ်ဘီကိုရောက်ဖို့အကြောင်းရှိနိုင်ပါမလားမသိခင်နိုင်ပိုင်းတွင်းမှာပဲဖေးရိုက်ခဲ့တယ်ဆိုတော့လောဘစိတ်ကြီးများခဲ့မယ်ပြီးတော့သူ့ကိုတတ်တဲ့လူပေါ်မှာလည်းဒေါသဖြစ်နေပါပဲအဲ့တော့လောဘနဲ့ဒေါသပြီးတွေကြောင့်တမာဒိဋ္ဌိဆိုရင်အမြင်မှန်အောင်မမြင်တွေ့ခဲ့တဲ့အတွက်မောဟစိတ်တွေကလည်းလွှမ်းမိုးမိပါပဲအဲ့ဒါလောဘဒေါသမောဟဆိုရင်တရားသုံးပါးကအကုသလဟေတုခေါ်တဲ့အကုသိုလ်စိတ်တွေဖြစ်တယ်လို့ဟေတုပစ္စယောအစရှိတဲ့ပဋ္ဌာန်းဒေသနာမှာဟောထားတယ်မဟုတ်လားဗျာတော်ပါပြီဗျာခမရအမှုလိုက်တဲ့နေရာတခုထဲမှာတော်ပြီကျုပ်ဒါလောက်ထင်ကြီးမှာမဟုတ်ဘူး ုကိုခင်ဗျားမကောင်းပြီမတီးမိတဲ့အကြောင်းအရာမရှိတော့ပဲကိုနေမောင်။ကျွန်တော်ယောက်ျားဒီကံဘောကနေစကားပြောလာခဲ့ရအောင်ဆုံးလေးကူကတ်သူရောက်လာခဲ့ကြ။လေးကူကတ်တွေအမှုလိုက်ရာဇွဲကိုမောင်းပါဆိုသူကဝင်ရောက်ခေါ်ခဲ့ပြီးတဲ့နောက်အခင်းဖြစ်ပွားရာလေးတောင်ကန်ကြီးရွာသူဆက်လက်မောင်းနေခဲ့ကြ။လေးကူကတ်မှလိုက်ပါလာခဲ့တော့ရာဇွဲကိုမောင်းပါသည်။ဆောင်းလေးနေမောင်းမကူမကန်အကြီးမျိုးနေကြည့်လိုက်ပြီးနောက်ကျွန်တော်အားစကားပြောလေသည်။ဆရာဒီမို့အစားတော့နည်းနည်းနည်းရှိမယ်လို့ကျွန်တော်လည်းထင်မိတာပဲ။ဒါပေမဲ့ခုတော့တရားခံပြီးကိုသိပ်လွယ်နေပြီခင်ဗျာ။ ဘလို့ကြောင့်လဲကိုပါဒီလိုလေးဆရာရေဖုန်းညွန်သေးတဲ့ညမှာဂျာနီကန်ရွာမှာပွဲရှိရခင်ဗျဒီကျောက်ကိုသတိမမူမီလို့ဒါလောက်မှုကရှုပ်သွားတာပါဟမ်ပွဲရှိတာနဲ့ဒီလူသက်မှုကဘလို့ပတ်သက်နေလို့လဲဗျအရှင်ရွယ်ဆရာရေဂျာနီကန်ရွာနဲ့ဖုန်းညွန်သေးတဲ့ညတိတ်ပြီးဝေးတာမဟုတ်ပဲကျွန်တော်ကောက်ချက်ရတော့ပွဲထဲမှာနတ်သားခန့်အပါဝင်ပြီးတော့ကတဲ့လူတယောက်ကနတ်သားဝေစားတွေမချို့အားပဲနေဖုန်းညွန်လမ်းကနေစောင့်မလို့တတ်လိုက်ဖုန်းညွန်ကဒါကြောင့်သူ့ကိုတတ်တဲ့သူကနတ်ဝင်နတ်စားနေလို့ပြောနေတာအဲ့ဒါကြောင့်စတူးမာရီလို့ပြောခဲ့တာပေါ့ ကျွန်တော်ဒီစာပလင်းလေးမှာအကူအညီတောင်းရတော့ဘလို့လေးကိုနေမောကိုပါပြောတော့ခင်ဗျာသဘောတူနိုင်ပါမလားတေကန်ကြီးဆဲဆဲလူတယောက်ဟာသူ့ကိုတကယ်ပဲပွဲတွေကနတ်ဝင်နတ်စားနေလူကလားတတ်တယ်ပဲထားပါတော့ပြောတဲ့ခါမှာပွဲတွေကလူဒါမှမဟုတ်လေနတ်လို့ခတ်တော့တော့ပဲပြောနိုင်မယ်တာဝရင်းသားယာမာအစားရှိတဲ့နတ်ပြည်၆ထက်ရှိတဲ့အထဲမှာစတူမာရစ်လိုနတ်ပြည်ကခေါ်ခက်ဆုံးစကားမဟုတ်လားအဲ့ဒီလိုကိုနေမောင်ကပြန်ပြောဤတို့စကားပြောပြောနေလာခဲ့ကြနောက်ဆုံးနိုင်အခင်းဖြစ်ပွားရ၄တောင်ကန် ြီးရွာအဆက်လဲခွင်းထဲသို့ရောက်ရှိခဲ့ကြ၏ရွာလူကြီးဦးနီသည်ဘိုးညုံကိုတွေ့ခဲ့သည့်ကြွထိုးသမားများကိုခေါ်ပြီးထိုထဲတွင်စတူမာရင်ဆိုသည့်ဘိုးညုံ၏နောက်ဆုံးစကားကိုကြားလိုက်ရသောအေးမောင်ဆိုသူလည်းပါ၏ကဲကိုကြီးမောင်ဘိုးညုံလဲနေသူခင်ဗျာလဲပြစမ်းမောင်အဲ့လိုစားပလီနေမောင်အေးမောင်လဲပြခိုင်းလိုက်စုံနောက်မှုအတတ်ပညာ၌ဤသို့တရုတ်လူလို့၏တဲလွန်သားရှာဖွေရသောဤကိုဒီမွန်ဆွေးရှင်းကိုခေါ်၏အေးမောင်ဒီကိုနေမောင်ပြောသည့်အတိုင်းပဲညီကြီးပေါ်မှာလှဲပြီးတော့အိတ်လိုက်လေသည် ကိုရီမောင်ဒီအေးမောင်ဝေရောက်ပွေးချီလိုက်ပြီးနောက်အေးမောင်ဤနားသို့တစုံတစ်ခုကပ်ပြီးပြောလိုက်အေးမောင်ဒီတကယ်တရားရသူကဲ့သို့လဲနေရမှာပြန်ပြီးပြော၏အတန်မှမပြီးမသားဘလုံးမထွေးဖြစ်နေသဖြင့်မြည်သည့်အကြောင်းအရာဖြစ်သည်ကိုကျွန်တော်ရောရာဇွေးအုပ်ပါမသိလိုက်ရပါကဲကဲထားတော့ဆောင်းလင်းနေမောင်အေးမောင်ပြန်ပြီးတော့ထားခိုင်းပြီးနောက်တစုံတရားကိုထပ်ပြီးတော့မေးပြန်အေးမောင်ကပြန်ပြီးဖြေအိုင်ဘီရိုနီယောတနပ်ပါတယ်မဟုတ်လားဘာဘာရီကိုနေမောင်တရားခံပေါ်ပါပြန်ပြီး ဘူလာနာသမင်းဆိုင်မှာစံထူးဆွဲကောင်ရှိတယ်ကျွန်တော်တို့ကိုသွားဖမ်းရလိမ့်မယ်ကျွန်တော်ဒီစာပလင်းနေမောင်ရေသွေးကိုယုံကြည်လွန်းရည်သာလျှင်သွားရောက်ပြီးတော့ဖမ်းဆီးရတော့လေအီးမြလွယ်လွယ်ကူကူနဲ့တရားခံပေါ်လိမ့်မည်မထင်မိခဲ့ပါသမင်းဆိုင်မှာစံထူးသည်ကျွန်တော်တို့သွားဖို့ဖမ်းဆီးစင်နိုင်ခူကန်တိုးစားသေးတော့လေတရားခံတို့ဤတဘာဝကိုသာမကတပ်ပုတ်ခြင်းအလုံးနိုင်လေအထူးကျွမ်းကျင်လာတော့ကိုနေမောင်ရဲ့လက်သည့်လဝဲဆောင်နဲ့ဒူးကောင်းများဤတန်းအောင်မခံနိုင်သည်ညင်သက်စွာအဖမ်းခံရတော့ဤ မလုံနိုင်သောသည့်အပြစ်ကိုတီးသောစံထူးသည့်ဖိုးညွာသူ၏ပေါင်းမှနှုတ်ကတတ်ခဲ့ကြောင်းကိုဖြောင်းချပေးလီတော်သည်ပြေခံဖို့ခဲ့ဖို့လူတစ်စိတ်လောက်ရှင်းသမ်းပါဦးဗျာကျုပ်ပြင်ဒီမှုမှညံဦးမမီတော်ဘူးဗျို့ဒီလိုပါပြီအင်္ဂလိပ်စာမှာ phonetic ခေါ်တဲ့အတန်ထွက်ပုံနည်းစနစ်ရှိသလိုကျွန်တော်မြန်မာစကားမှလည်းရှိတယ်ဒီနည်းစနစ်ဟာတရာကျမ်းမှာမပါပေမဲ့စံကျမ်းမှာတော်လေးပြီးပြီးစုံကိုပေါ်ပြထားတယ်အဲ့တော့ stumare လို့အေးမအောင်ကြားခဲ့တယ်ဆိုမယ်ဖိုးညွာဒီလိုပြောခဲ့မှာမဟုတ်ဘူးလို့စဉ်းစားရတာပေါ့လေ စာလုံးဆိုရဲ့အတန်ရှာမှာဖြစ်ပေါ်လေဗျကျမ်းထဲမှာတော့တာလူစထန်လို့ပြထားတယ်ဒီနည်းတိုင်းပဲတူးဆိုရဲ့တောင်းမှုအတန်ဟာလည်းကျမ်းမှာတော့ဒန်ကထန်လို့ပြထားတယ်အတိဘေကတော့သွားနေနီးရအရက်မှာအတန်ဖြစ်ပေါ်တယ်လို့ဆိုတော့ဗောဗျာအဲပြီးတော့အတန်တူရှီကိုလည်းအဲ့ဒီကျမ်းမှာပြထားသည်လေဗျအဲ့နီးနဲ့တွေးကြည့်တဲ့အခါမှာစတူမာရီလို့ပြောချင်တာမဟုတ်ပဲကြားသူနားထဲမှာစတူမာရီလို့ကြားလိုက်ရတာဒါကိုကျမ်းတိုင်းရှင်းပြနေတော့တေးပြီးမလွယ်လောက်အောင်ပြီးဒါတော့ကျွန်တော်တခုစမ်းကြည့်တယ်လीဟွန်းဘလူးစမ်းကြည့်တော့လေကိုနေမော ်ဩတေကန်လေးလူများစကားကိုပြီးသားကိုမပြောနိုင်တော့ဘူးလားဒါကြောင့်အေးမောင်ကိုဖိုးညွန်လဲလို့လဲခိုင်းပြီးတော့သူကြားရတယ်ဆိုရင်စတူမာတွေကိုရှာဟုတ်ခေါက်ပြီးတော့တိုးတိုးပြောခိုင်းကြည့်လိုက်တာဒီတော့ဘလို့ကြားလဲอืมတီးကြမဟုတ်တော့အနည်းစားဆုံးကြားတာကစံထူးပါတယ်လို့ကြားလိုက်ရတယ်ဗျဒါကြောင့်ဒီနီးနားမှာစံထူးဆိုတဲ့နာမည်ရှိလားလို့မေးကြည့်တော့အေးမောင်ပဲရှိကြအောင်ညွှန်ပြခဲ့တယ်မဟုတ်လားတခြားချက်တွေကိုလည်းကျွန်တော်တို့ရှင်းပြစရာရှိပါတယ်ဒါပေမဲ့ IB နေတဲ့သဘောပေါက်ဖို့ကတိတ်လွယ်လားမထင်ဘူးဗျတော်ပါပြီဗျာဒါတော့ရှင်းသွားတာပဲဂျေဆုတင်ပါတယ် ရာဇဝမောင်ပါပြောလို့သာပြဆက်ရရလူအောင်အချောင်းတရခံဖြေအောင်တော့မလို့ကိုရင်းမောင်ကြီးကဲကဲ CID မှာမတင်ခဲ့ရတဲ့စုံနောက်ပညာရောခင်ဗျားစီအတော်လေးရခဲ့ပြီဗျာဒီတော့ကျုပ်ကညာပူတော်တဲ့အနေနဲ့ကျွေးတဲ့ညစာတော့ခင်ဗျားမေမေလေးစားလိုက်စမ်းပါဦးဗျာနော်ဒူညာညာစာကိုကျွန်တော်ရစားပလင်းနေပုံမှာငြိမ်ဆက်စွာစားတော့ခဲ့ကြလိမ့်လေးတပ်ပြီးတက်တာကံမတကာမင်းသိမ့်ခါစားပလင်းနေပုံနဲ့ဇောကြီးဖိုးဝင်သား ။တည်သနာကျွန်တော်နှင့်လူစရိနှင်းမောင်တို့သည်ချောင်းမြို့တောင်ရက်ဇာယီတန်းကာကာလက်ဖိဆိုင်မှာလက်ဖိတောင်ရင်ရောက်တဲ့ရာများကိုပြောဆိုနေကြ၏။ကိုနေမောင်ဘူရာပြည်စုံချင်းစကားပြောဆိုကောင်းချင်းစာတော့ကောင်းချင်းဖြာဖြာတို့ကြောင့်ကျွန်တော်သည်ရာဇဝဲဝင်ကလေးထံသို့နေစဉ်တင်မွေရန်ရှိသော Daily Criminal Return ခေါ်ရာဇဝဲမှုကင်းပြန်တဲ့အစီရင်ခံစာရေးသားရန်ကုန်မြို့တရိယာနိုင်ခြင်းမရှိတော့ပေ။ဒုက္ခနာ၌ပင်ကျွန်တော်၏ကမ်းမှကစီမောင်ဘူးရောက်လာကကျွန်တော်ကအောက်ပါတိုင်းစီရင်ခံလိမ့်။ဆရာ ။များတို့ပြားပေါ်မှာလူသိမှုတစ်ခုဖြစ်ပေါ်တယ်လို့မကွေးရနေစာသိင်းကတယ်လီဖုန်းဆက်တယ်ဗျ။အေးအေးစီစီဘီရပူရေးပို့လိုက်လို့စာသိင်းကိုပြန်ပြောလိုက်။မဟုတ်ဘူးဆရာ။ဟမ်ဘာမဟုတ်လား။စာသိင်းကဆရာပြည့်ကိုနေမောင်ပြည့်ချက်ချင်းလိုက်ခဲ့ပါလေ။ဟာငါတို့ကဘယ်လိုလိုက်ဖို့လိုသလဲ။လူသိမှုဖြစ်တာစမ်းလားကွာ။စမ်းနေဆရာရိုးသေးတာမဟုတ်ဘူး။ဇော်ဒီဖိုးဝင်တာလေ။ဟမ်စိုးသားမောင်။ဒီလိုဆရာရဲ့တိရဲတော့ဥပမာအောင်နဲ့အတန်း90လောက်ရှိပြီ။နေလားမကွေးဆေးဆယ်ထဲမှာတယောက်ထဲနေတာ ီစီဥစ္စာလည်းကျောင်းကောင်းလေးလေးပါပဲသားတော်သမီးကတော့မရှိကြဘူးလေပြီးတော့ဖိုးမဲထိုးနေအက်ကြီးရဲ့သမားသူတော်ကောင်းကြီးရေဆရာကြီးအာဒီနေ့မနေ့၃နာရီလောက်မှာဘုရားကုန်းတော်ဘောမီးတော့မြင်တော့အိမ်ဒီနာချင်းကလူတွေရေတင်းမောဆင်းကမင်းလေးသမားတွေကမီးတက်ဖို့တက်သွားတော့မမီတော့ဘူးမီးပုံနဲ့ရောက်နေဖြစ်နေတဲ့အဲ့ဒါစာသင်ရောက်သွားပြီးစစ်စေးတော့မီးမကျွမ်းမဲနဲ့ကျန်တဲ့အင်ကြီးတချမ်းရေအဲ့ဒီအင်ကြီးတွေကဂါရာစာလေးတွေ့ရတွေ့ရတယ်အလောင်းတော့မီးကျွမ်းပြီးရုပ်ပြက်နေပြီတဲ့ဒါပေမဲ့လူတွေအားလုံးကတေးသူဟာဥပမာမဝင်လို့မှတ်မိကြတယ်အိမ်ထဲကဂါရာစာကိုတော့လူရမရစာသင်ကြီးကို တယ်လီဖုန်းတွေဖတ်ပြခိုင်းမလို့ကျွန်တော်ကူးလာခဲ့တယ်ဆရာကစီအောင်ဘွားသူကူးလာသည်ဆိုတော့ကာရာစားရွာကျွန်တော်ကိုလှမ်းပြီးတော့ပြီအမှန်ပြေမောင်ဘူးတီဒိုကာရာအမှုနေတက်ဆိုင်ကောင်းတက်ဆိုင်မလားယူစားပြီးတော့ကူးလာရင်မတူဘူးဖိုးဝင်သောဇော်ကြီးကာရာဖြစ်ရုပ်ဖတ်တရေဆယ်ရန်ဖြစ်ပေလိမ့်မည်ဟာရလူသေးမှုပေါ့ငါတော့ဘာလို့မကွေးဘူးလိုက်သွားမှာလို့ဒီလိုတဲ့ဆရာစာသင်ကအလောင်းအစေးကိုမပို့တာလူတွေကအလောင်းယူခွင့်မပေးကြဘူးဘာဖြစ်လို့ဇော်ဒီဖိုးဝင်သားသူတို့ဖဲယူကြမလို့လုံနေတာတဲ့ဟော မကွေးသားတွေဇော်ကြီးဘဝင်သားစားပြီးတော့ပြဝီပြတာလုတ်ထင်တာသေးတာဟုတ်ကွာကျွန်တော်ဒီမိတို့မိပုံဆောင်ရမိကိုအဆုံးဖြတ်မပေးနိုင်သေးလျောက်ကစီထံမှရသောဂါရာစာရုပ်ကိုဖတ်ကြည့်နေမိ၎င်းခါရာမှာအောက်ပါတိုင်းဖြစ်ပါသည်အီမေတန်တုမောဟဒေဂီအထာရတမဟိဒီဘီစန္ဒအာတိဒရေတာပောစယထဘူတကနိဗာသွာစိတ်တရမင်္ဂလာသူရအရဟံအနိကသာယူအောင်တူဝေခဲ့ ျွန်တော်ကကာရာကိုဖမ်းနေစဉ်ကိုနေမောင်စီသူအင်ဂျီအိတ်တွင်းမှာဒိုင်ရီစာအုပ်ကိုထုတ်ပြီးရေးမှတ်လိုက်ပြီးနောက်ဒီနေ့စနေနေ့ပဲဗျာဒီစမောင်ကက်စီကြီးကအဲ့ဒီဥပမောင်ဖိုးဝင်တာမြားမလုံးဖျားပဲနေရာလောက်မှာတော့အဲ့ဒီလိုမေးလိုက်လိဂိုးမောင်ကမကြီးပြီနှစ်ပြောင်းမှာပါဒီလိုဆိုတနေ့နေ့တောင်းပတ်မှာပေါ့ဟုတ်ပါတယ်အမ်ဘီတစိမ့်လောက်ဒီကာရာလေးကျွန်တော်ပေးစမ်းဗျာကျွန်တော်ဒီကာရာစာအုပ်ကိုပေးလိုက်ကိုနေမောင်ဒီကာရာစာအုပ်ကိုခောက်တော့ခောက်ပြန်ဖတ်နေတယ် တုံးဒီမြောက်သောအခေါင်းနိုင်ကိုဂနေမောင်မျက်နှာသည်နေအောင်နိုင်လက်လိုက်သောမှန်ကဲ့သို့ဖြတ်ကနေဖြစ်သွားသည်ကိုကျွန်တော်သတိပြုမိသည်။အမီချင်းဖြူမြ мян လုပ်ပြီးတော့ခီးထွားမယ်ဗျာ။အခုပဲဂက်ကကောင်းဓာတ်စီပြေးထည့်ပြီးတော့ထွက်ကြဆိုဗျာ။ကျွန်တော်လေးကန်စီမောင်ဘူးသည်အသေးပဲကိုနားမလဲပဲကိုနေမောင်ခက်ကြောင်ကြောင်ကြည့်နေမိ။တို့ကြောင့်ကိုနေမောင်သည်စိတ်မရှိသောဖြင့်ဟာခင်ဗျားဘွားကြောင်နေရတယ်။တွားကြအောင်လို့ဘလို့ကိုနေမောင်ဒီဥစ္စာလူသက်မှုလား။အမီလူသက်မှုကတကယ်လူသက်မှုကြီးဗျာ။ကန်ကောင်းရင်လူတို့ကန်တကန်းလုံးတော့ဖမ်းမိကောင်ဖမ်းမိအောင်မှာ ဒီလိုဆိုရင်ဂန်စီကစာသင်းကိုဖုန်းပြန်စားလိုက်အလှေကြအဆောင်ချပြီးတော့အလောင်းကိုဒီတိုင်းထားခဲ့ုံငါတို့ခုလိုက်လာခဲ့ကျွန်တော်ဒီမကွေးကိုလိုက်သွားပြီဒီနေ့ဂန်စီကအမိန်ပေးလိုက်ရကိုနေမောင်ကကျွန်တော်သဘောမပေါက်သေးချောင်ရိမ့်ပြီးတဲ့ဖြင့်မဟုတ်ဘူးပါဘီကျွန်တော်ခုလိုက်မှာမကွေးကိုမဟုတ်ဘူးရှမ်းပြည်နယ်မြောက်ပိုင်းတီဘောသွားမှာဒီတော့အလောင်းကိုဖြစ်တဲ့နေနဲ့စေုံပို့လိုက်ပို့တာပြင်ပြီးတော့ရမ်းတာမီချိန်တွင်းနိုင်ကိုနေမောင်ဒီဘေဘီဟော့စတင်ကားလေးကိုတနားီမိုင်30နဲ့မနေတော့အချိန်ပြည့်ကျွမ်းကျင်သွားပေါင်းနေနေကြီးကျွန်တော်သူကြီးဘေးနားမှာထိုင်ပြီးလိုက်ပါလိမ့် မန္တလေးဝန်ခံနေကျွန်တော်အနေနဲ့ရှယ်လဲရှယ်မိကျွန်တော်ဒီတိုက်ပိုင်ပလေးရာစီတူဖြစ်နေလေးရနှစ်ကျွန်တော်ဤလောက်နိုင်စာပလင်းခေါ်သောလူစိုးရင်းရာလူများလောက်နှင့်အမှုထမ်းနေရသည့်ကိုနေမောင်ညံကိုမမီသည့်အတွက်ဖြစ်၏ရခုမူမှာကိုနေမောင်ကလူသက်မှုသာပြော၍လိုက်လာသည့်ကျွန်တော်နေနေမူမိသည့်တို့ကလူသက်မှုယူဆသည့်တရားခံဘက်ကြောင့်အလုံးဝေးသောရှမ်းပြည်နယ်မြောက်ပိုင်းသီဘောမြို့သို့တောက်ဖမ်းဆီးရမည်ဆိုသည့်ချက်ကိုလုံးဝစဉ်းစားတွေးခေါ်နိုင်ခြင်းမရှိခဲ့ပြီသူကလည်းမှကလေးအားကောလိမ့်မှမေကွန်ဖြေခိုင်းသည်လည်းဆိုးရွားလာတော့၏ အကြွေကိုလေးမောင်သာမရှိခဲ့ပါလေအိမ်မှုမှာလူတည်မှုဖြစ်နေအမှုပိတ်လိုက်ရပြီတော့မီထို့ကြောင့်လူတို့၏ပင်ကိုယ်သဘာဝအတိုင်းသူ၏ဉာဏ်ရည်သားမှုဟာမနာလူတည်အောင်ရှိမိတော့ဤတို့ရောင်တွင်သူ၏ဉာဏ်ရည်သားမှုသည်ကျွန်ုပ်အနေနှင့်နိုင်ငံကောင်းလက်မှတ်ရရင်ယာရုတဲ့ရန်ဖြစ်ပြီးသူကိုယ်တိုင်တွက်မှုဘာတစ်ခုမှအကျိုးခံစား권ရှိမိမဟုတ်တွက်ဆရသဖြေသိမ့်ရလို့ဤကျွန်တော်အနေနဲ့ကိုနေမောင်ကိုယာရုတဲ့ရန်အချိန်ရင်ထောက်ခံစားများရေးခဲ့ပြုတော်လဲမျက်နှာဖြူရာရှိများကတင်မြသောထောက်ခံစားများပေးချသည်ဖြစ်၍ကိုနေမောင်သည်လူစိုးရင်းစားပလင်းဖြစ်မှတရွေးသားများတိုးတက်ခဲ့ခြင်း မရှိခဲ့ပြီဒုက္ခနာနဲ့ကျွန်တော်တို့စိတ်ဒီတမျိုးတစ်ပုံပြောင်းလဲလာပြန်ငါလဲပလေးဆက်ကြောင်းလိုက်ဇီယာဒီကြောင်းစင်းတယောက်ပဲဘယ်ညာငလုံးဖြစ်ပါမတော်ဟုအားကြမကန်သူနားလေတကယ်သူကျွန်တော်လဲနားလျင်စဉ်းစားမိခုရဲ့ဖြစ်ကြီးထိုးတောင်စိတ်တွေကြိတ်၍ကြံစီမိသည့်အားလျော်စွာစိတ်တွင်း၌အစီစဉ်ဆွဲကြည့်မိကိုနေမောင်နေနေဤမှုဟာလူသားမှုဟူ၍လကောင်းတရားခံရှိမိနေရာကိုလဲအတက်သိနိုင်စွမ်းရှိတော်လဲကျွန်တော်အဖို့မှာမူကားမိသည့်အဖြေမှအခုချိန်ဒီမပေါ်ယုံမြမက အကယ်၍ကိုနှင်းမောင်သာမရှိပါဘူးကျွန်တော်ကိုယ်တိုင်မိဇော်ကြီးဖိုးဝင်သားအမှတ်ဖြင့်အလောင်းမအသားအနှင်းငယ်ကိုဖဲယူမိကောင်းယူမိပေလိမ့်မည်ကျွန်တော်ဒီနောက်ဆုံးမှုနေ့ပတ်သက်မိတို့များစဉ်းစား၍အပြေမပေါ်သဖြင့်ကိုနှင်းမောင်ကမေးမြူးကြည့်မိရာစိစပ်ပြီးစွာပိတ်ထားသောသူ၏နှကမ်းများကိုမြင်သဖြင့်မမေးပြတော့ပြီကိုနှင်းမောင်၌ထူးခြားသည့်ဥပဒေရုပ်ရှိ၎င်းထူးခြားမှုမှာသူကမပြောဘဲနေသည့်အခါသူ၏မျက်နှာကိုကြည့်၍ကျွန်တော်ကဲသို့ပြလိုက်ရာရှိမဆိုထားတဲ့ဘေးရင်ကမ်းမင်းလေးတစုံတရာမင်းဝန်လိမ့်မည်ကျွန်တော်မထင် ကျွန်တော်လည်းတီးတင်စိတ်ကိုမျိုးသိပ်ပြီးတဲ့နောက်စိတ်အအောင်ပြောင်းသွားရင်ကားလန်တစ်ပတ်တစ်ချက်တွင်ရှိသောတောင်းညိုတော်စိမ့်စိမ့်တို့ဟာကြီးင်းနဲ့လိုက်ပါခဲ့ရလေတော့ကြီးအိုင်ဘီတိတ်ပြီးတော့လေစိတ်အိုင်မနီစမ်းပါလေဗျာကျိုးရဲ့ညံကိုမပြီးလို့ဘာမှစိတ်ဖြတ်စရာမရှိပါဘူးအမှုလိုက်တဲ့အလို့ကျိုးကဝါသနာပါတာကြောင့်သာလှုပ်တာပါခမရဝါသနာပါပဲလှုပ်ရတာဒီလိုကျိုးကတာတာပေါ့ဗျာနောက်တော့ခမရတို့တက်ခဲ့တဲ့စာကြောင်းနဲ့စီအန်ဒီဆိုတာလေစာရီသဘောလောက်သာတင်လိုက်ရတာလက်တွေ့မပါတော့လက်တွေ့များကလေးကျိုးကိုခမရမမိတာညံလို့မဟုတ်ပြီပါဘူးအေးလေဘာဖြစ်ခမရကံကောင်းပါလေဗျာ ိုးကြောင်ပဲမိမိခင်များကြောင်ပဲမိမိတရားခံမိခင်များနေနဲ့နာမည်ကောင်းရမယ်မဟုတ်လားဟွန်းဒါပဲခတ်တာလူဆိုတာသိကြတာချင်းချက်ချင်းသိရမှာဗျပြောတဲ့အချိန်ကြီးမအောင်နိုင်တော့လीခင်များတို့ထင်ပါပဲကိုနေမောင်ဆိုတဲ့လူကလည်းမေးရင်လည်းပြောချင်မှပြောတာဒီလိုကလူတစ်မျိုးဗျဒီတော့မေးရလည်းမပြောရင်ပို့ပြီးတော့အခန်းအခန်းအောင်မယ်ဆိုပြီးတော့ကိုကကိုတိုးတောင်ရှူကင်းနေကြည်သွားတာကအရသာရှိအောင်မယ်လို့ခင်များယူဆတယ်မဟုတ်လားဂါစီကိုဘူးလာပြောတော့ကလူတွေမှုဆိုတာကြုတ်လေစိတ်ဝင်စားလာဒါမဲ့ရိုးသေးတာမဟုတ်ပဲဇောကြီးဖူဝင်တာဆိုတော့နည်းနည်းတော့စိတ်ဝင်စားမိဖူဝင်တဲ့လူတွေများဥပမာအသက်က90နှစ်လောက်ရှိပြီဆို ကျုပ်တော့လည်းလည်းစဉ်းစားကြည့်မိတယ်ဗျာဘယ်ပုံစဉ်းစားမိတာလဲဟောဒီလိုလေးဗျာဥပမာမောင်တို့မွေးတဲ့ခေတ်လောက်ကဆိုရင်ကျုပ်တို့ခေတ်လို့မဟုတ်ဘူးဗျာကျုပ်တို့ခေတ်မှာတော့နာမည်မှဲခြင်းလို့မှဲကြတယ်ဥမာဗျာအိုင်ဘီအင်္ဂါသားဖြစ်ပြီမဲ့နာမည်ကြတော့တနင်္ဂနွေသားမှဲရမယ်အောင်သင်းဆိုရင်နာမည်မှဲထားတခါအိုင်ဘီဇနီးကြပြန်တော့လည်းဒီလိုပဲတောက်ကြသမီးဖြစ်ပြီမဲ့ခေခင်ကြီးလို့မှဲထားပြန်နေသိနေတယ်မဟုတ်ကြဘူးသူကြီးစကားတော့ကျွန်တော်ပြောမိကျွန်တော်ဤမွေးနေ့ကိုသာမကကျွန်တော်ဇနီးတဲ့မွေးနေ့ကိုပဲကိုရင်းမောင်ဒီတိရှိထားနေခြင်းအံအုံးပြောမိခြင်းဖြစ်တော်ကြီး อืมစက်ပေါင်ကိုနေမောင်음ဥပမောင်တို့ခေကဒီလိုမဟုတ်ဘူးဗျနေတဲ့နန်တွေမဲ့လေးရှိကြတယ်ဒီတော့ဥပမောင်ကဇာတာပရိသားဖြစ်နိုင်တယ်ဗျဟုတ်တာပေါ့ပါဖပပမဇာတာပရိလီဒီတော့ तू ကလောကီပြည်သားတွေကိုလိုက်စားပြီးတော့တကယ်ပဲဇော်ကြီးဖြစ်ဖို့ပုံဝင်တာဆိုရင်ဇာတာပရိကစနေနေ့မှာပုံဝင်တဲ့မသိဘူးဆိုတာ तू သိရမှာပေါ့ဗျာဘာကြောင့်လဲဆိုတော့စနေနေ့ကကမ္ဘာ့ရံပဲကြာနေဗျဓမ္မတော်ကအင်းဝရာသာဆိုရင်ရန်တက်မှာဓမ္မကြာနေတယ်อืมစက်ပေါင် ပြီးတော့တခါဖူဝင်တဲ့နေရာဟာအရှိမြောင်တောင်တနင်္ဂနွေတောင်ပေါ့ဗျာဒါလည်းတောင်မတည့်ဘူးဗျာဘာဖြစ်လို့လဲဗီရင်ငုတ်ထူမှာပရိဝါရအာယုနာဂရဘုံမီဆိုတဲ့တောင်တွေရဲ့သဘောထားကိုပြထားတာမှာဇာတာပရိသားအတွက်တနင်္ဂနွေတောင်ဟာဘုံမီရဲ့ဖြစ်လို့ဒီလိုသေးသေးပေါ့အစီအစီမျိုးမလို့ရတဲ့တောင်ပဲဗျာဟာကိုနေမောင်ခမည်းတော်လူစိုးရင်းတယောက်လို့ထင်တာဗျာတကယ်ဗီရင်ပညာတော်ဖြစ်နေတာကိုဗီရင်ကိုကြုံမြုံပါဦးဗျာ ဒါပေမဲ့မြန်မာလူမျိုးတော်တော်များများယုံလီတော့အမှုလိုက်တဲ့အခါမှာဘုသူရာပြည်စုံလေးအထောက်အူရလေးမဟုတ်လားဒါကြောင့်နေချင်းတော့လေးလာထားတာပါဒါတော့ခင်ဗျားကအဝင်နှက်ခအထွက်နှက်ခတွေကိုပြောရင်ခင်ဗျားနားရှုပ်သွားမှာဆိုလို့မရှင်းပြရသေးဘူးတို့တော့ကြခင်ဗျားကကျုပ်ကိုအထင်ကြီးပြီးတော့ဇာတာလေးပါလေးစိတ်ပြေးဆမ်းမအောင်လုံနေအောင်ပဲလုံပါဦးဗျာယာရုလေးပါလေး promotion ပြအောင်တော့ဘာလေးများရေဒီယာလုံးအောင်လဲဆိုတော့ပေးကျင်သားဩယာရုတက်ဖို့တော့ရေဒီယာချီဘူးမလို့ပါဘူးဗျာအခုဖမ်းမဲ့ခိုင်းရကျုပ်ထင်တော့နဲနော်နော်ခိုင်းမဟုတ်ဘူးဗျာဒီတော့ခင်ဗျားယာရုတက်မှာတေးကြတယ်ဗျာ ဝမ်းသာတယ်ဗျာဂီတာနဲ့ဆက်ဆမ်းမအောင်음ကျုပ်ကဒီလိုမတင်ငါဖြစ်နေတော့မှဂါရာစာကိုယူပြီးဖတ်ကြည့်လိုက်တော့ကျုပ်တို့ရတကယ်အမှန်ဖြစ်နေတာတွေ့ရပြန်တယ်ဘေပုံတွေ့တာလေဗျာသူ့လိုဂါရာစာမှာဘာထူးတဲ့တောင်မှမတွေ့ပါလားဒီလိုဗျာပါဠိစကားမှာကိုတက်ပြီးဆိုတဲ့စကားလုံးတွေမရှိဘူးဗျာလက်သူဂါရာမှာအဲ့လိုစကားလုံးတွေပါတာတွေ့ရတော့ပါဠိဂါရာတပုတ်လူကျုပ်ကတော့လက်မခံနိုင်ဘူးအနက်ပြန်ကြည့်တော့လေအတိတ်ပဲလုံလောက်လောက်မရတာကိုတွေ့ရပြန်တယ်음လို့ပေါ့ကိုနေမောင် ဒီတော့ဗျာကျုံမတင်ကားတဲ့တတ်ဆိုတဲ့စာလုံးကိုကိုဆိုတဲ့စာလုံးနှစ်ခုကြာစာလုံးရေးတွက်ကြည့်မိတခါတတ်ဆိုတဲ့စာလုံးနဲ့ပြီးဆိုတဲ့စာလုံးနှစ်ခုရဲ့ကြာစာလုံးရေးတွက်ကိုလည်းရေးတွက်ကြည့်မိပြန်တယ်ကြာစာလုံးတွေကသုံးလုံးကြီးပဲဖြစ်နေဒါနဲ့တခါဂါရာတဘုံလုံးကိုအစားကနေဆုံးထိသုံးလုံးကျော်လေးလုံးမြောက်စာလုံးကြီးပဲဖတ်ကြည့်လိုက်တော့လာလာဘာတွေ့လဲဗျာသူ့ကိုတတ်ပြီးတီဘောဘူတာကိုလာ အနီဝိတ်ခဲ့ဆိုရင်စာအောင်ရပြီဗျာဟာသူမင်းဒီစာဂါရာမဟုတ်ပဲ သူတို့ချင်းချင်းဆက်တယ်စားကူဗျာအစ်စ်ပေါ်ဗျာဒါမင်းဒီစားဘာတော့တည်သူရဲ့အိတ်ထဲရောက်နေတာတော့ဗျာဒီလိုလေးဗျာဥပမောင်ဆိုတာလေသူတို့လူစိုးကားဝင်ဖြစ်မှာပေါ့တက်ပြီးတော့များသလုံးဗျာကုန်းတော်ပေါ်မှာအလောင်းကိုမီးရှို့ပြီးတော့ဖျောက်တော့ဗောဗျာအလောင်းကိုယူလာတော့ဒီစားကိုအလောင်းရဲ့အိတ်ထဲမှာထည့်လိုက်မီးရှို့ပြီးမှာမဟုတ်ဘူးလားဗျာဒါပေမဲ့မီးတောင်းမြင်လို့လူတွေကမီးငိမ့်မှုရောက်လာတော့လူတွေကတက်တဲ့လူကကိတ္တရှောင်းနေလိုက်ပြီးတော့နောက်မှလူတွေနဲ့ရောပြီးတော့မီးဝိုင်းငိမ့်ညောင်ဆောင်းအောင်မှာပေါ့ဗျာနောက်တစ်ခါဒီအဖိုးကြီးအကြီးရဲ့တမားကြီးလည်းဖြစ်တယ်ဆိုတာလူတိုင်းသိထားတော့ အချိန်တန်လုံးတိတ်ပြီးမြောက်ပြီးတော့ဖိုးဝင်တာပဲဖြစ်နိုင်ကြအောင်တတ်တဲ့လူကပဲထင်မြင်ချက်ပေးလိုက်တာပေါ့ဗျာပြီးတော့သူကပဲဇော်ဒီဖိုးဝင်သားဖြစ်လို့ဖဲ့ယူထားတဲ့ကြောင်စောမှာပေါ့ဒါမှမီးမကျွမ်းပဲကြံတဲ့နေရာတွေကိုရုပ်ဖမ်းလို့မမှတ်မိအောင်စိတ်သိမ်းပုံမှာဖြစ်ကုန်မယ်မဟုတ်လားဟာတော်တော်စိတ်ဝင်စားစရာကောင်းတဲ့အမှုပေးပဲဗျာကျွန်တော်တို့ဒီလမ်းတိုင်းပေါ်ပါသွားခြင်းလောက်တာခဏတစ်ဖြုတ်ရက်ပြီးတော့ဇက်တိုက်မောင်းနေသွားနောက်ဆုံးကြောင်မဲမျိုးတို့ဆောက်လာခဲ့ဘုံမျိုးရင်းစည်း၌ချုပ်ပြီးသားအင်းကြီးအနီးများဝှစ်ဆင်ပြီးလေဒီဘုံမျိုးတို့ရထားဆိုင်ခြင်းနဲ့ကပ်၍ဘူတာတို့အရောက်မောင်းကား ရတာပေါ်မှာရေနှုံးဆင်းလာသူများနဲ့ရောနှော်ပြီးဘူရာဘတ်တို့ရှောက်သွားသည်ဆိုရင်ရှမ်းလိုဝစ်စင်သားသူတဦးကပကုံးပုတ်၍နှုတ်ဆက်လိုက်လိုကြီးဒူသူအားကိုနေမောင်ကကျွန်တော်တို့ကားစီသို့ခေါ်သွားပြီးလင်လက်ထိတ်ကဖမ်းဆီးလိုက်ပြီးတဲ့အခါမအော်နိုင်ရန်ကြောင်မဲမှာအသင့်ဝေလာသောတံမြာသည်တလုံးကိုထည့်ပေးလိုက်ပြီးတဲ့နောက်ကားနောက်ထိုင်ကုန်မှာထိုင်ခိုင်းပြီးတော့တကားပိတ်ပြီးထားလိုက်တော့ကြီးထို့နောက်ရထားပေါ်မှာဆင်းလာသူများကိုစောင့်ကြည့်နေရလူအလုံးကုံတရောက်ရှိမှရထားပေါ်ကကောင်းပေါင်းတီအင်ဂျင်နီလုံးကြီးနီများဝစ်စင်ထားပြီး လွေများလွေလျက်ပရိများဆွဲကတောင်ဝေးကိုစီပါသောအသက်40ကျော်ခန့်လူမျိုးတို့မှာဒူဒူမျိုးနှင့်ပထမဆုံးကားရင်း၌ထိုင်ခိုင်းသောတရားခံတယောက်တို့ပြင်နောက်ထပ်လူစု16ယောက်ကိုဖမ်းဆီးမိပါတော့သည်အင်္ဂလိပ်လိုလူသည်များသောမောင်မောင်တို့များကိုင်းမှာသူတို့ပင်ဖြစ်သည်တရားခံတို့ဤစစ်ချက်ရအသက်ခံသူဥပမောင်မှာလေလူစုကိုင်းဝင်တယောက်ဖြစ်ပြီးတော့တိုက်ရပါပစ္စည်းများအားလက်ရဖျောက်သူဖြစ်အကီးရထိုးသည်သတင်းတွင်ကလက်ဝဲရင်နာများကိုရေကြိုး၍ဖျောက်ပေးရ၏ရလာပေါ်မှာဆင်းလာသည့် ဒီအခန်းနှစ်ယောက်နဲ့တစ်ယောက်မှာအဖွဲဝင်လူကြီးတူဖြစ်ပါသည်။ဒါပြကောင်းဆောင်မမောင်ကူမူဒိုးမှုနိုင်မဖမ်းမိပါ။တို့ရရီနောက်တနေ့နိုင်ကိုနေမောင်ဝင်ဖမ်းဆီးပေးနိုင်ခဲ့။ကျွန်တော်ဒီထုံမှုတော့ရဲမင်းကြီးကိုရိုင်းကခေါ်၍ congratulation ဂုဏ်ပြုနှုတ်ဆက်တာမှာကယာရူးတဆင်တိုးတက်ခဲ့ပါသည်။ကျွန်တော်ဒီမိတ်ဆွေကြီးကိုနေမောင်မှာမူကျွန်တော်ကမယူမနေရအတင်းပေးသဖြင့်ထိုခေတ်ကနာမည်ကြီးလာသော glacier ရေခဲတော်တဆိတ် secret တန်ဘူးနှစ်ဘူးသာလျှင်စုလက်ဖြစ်ပြီးတော်သည်။တပ်ပြီးတတ်တာကဲမသကမင်းသိမ့်ခါ